။အော်ရပြီလေ။ဘလို့နိုင်နေရတော့ရပြီ။အေးဆိုကကျင်နေခုံရင်ပါဆိုဘာလာမင်းနေလည်းမသိဘူး။အဲ့ဒီမှာလာရွာသားလေးပေါ့ရွာကောင်လေးပေါ့ရှိုင်းလေးပေါ့ရှိုင်းလေးကာရက်တာနာမည်ကရှိုင်းလေးဟုတ်တယ်သူတို့ပဲငိုခိုင်းတာကျွန်တော်ကျွန်တော်ကားကြီးကြီးလိုက်လေဘယ်တော့မှမငိုရအောင်ဆိုတာမရှိဘူးဒါပေမဲ့ င်္ဂလာပါဟုတ်ဒီနေ့ကတော့တီကိုကိုလေးရုပ်ရှင်ကားရေးတာ brush show မှာအာချေရညီကိုမောင်နှမတွေအားလုံးရောပြီးထုတ်လို့ရရောကိုရဲ့အမဒါဥငယ်တို့ရောအများကြီးဒါစူးစမ်းအထောက်ထားရဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်ဝင်ရအပေးဖြစ်တာပါလို့ဟုတ်ခွေလာအရန်ပေါက်တယ်နော်ခွေလာအရန်ပေါက်တယ်မနိုင်ပြပါရင်ဇာတ်ကခံမှန်လို့တော့မှတိတ်မရဘူးအဲကြောင့်မလို့ခဏနေကြလို့ရှိရင်ဘယ်လိုမျိုး ရှင်းခုံစရာတွေပါမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်။ပြီးရင်ဒီကားထဲမှာဆိုလို့ရှိရင်လည်းတယောက်ချင်းစီတိုင်းကအများကြီးစူးစမ်းအထောက်ထားတာကိုလည်းမြင်ရတယ်။ပြီးရင်အာကိုထူရောတတဲရောမိမီရောဒါဆရာတပည့်တွေလုံးဝအဆိုင်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့တွေ့ရမယ်။ရုပ်ရှင်ကားဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ပို့ပြီးတော့ရင်ခုံပါတယ်လို့ဟုတ်။အရင်ရောမကြိုက်ဘူး။စီးတိုင်စီးနေအောင်မယ်။လက်ကမ်းတော့တာပါဟမ်။ အဲ့လိုလည်းမဟုတ်ပါဘူးအဲ့လိုလည်းမဟုတ်ပါဘူး၎င်းတော့ဘာပဲပေးတယ်လေမဟုတ်ဘူးမဟုတ်ဘူးတကယ်တော့စနေရအဲ့ဒါပြောင်းပြန်ဆိုင်ငယ်စည်းကရမ်းကြိုက်တယ်ပြီးမှောက်လို့ကျမောက်လို့ပြင်ဆိုင်ကဝင်တိုးတာပဲတိုးမှမသိဘူးအဲဆိုင်ရိုးဖြစ်ရှင်ဝင်လာမယ်တဲ့မှာဆိုလဲဆိုင်ဆိုင်ကစီးရခန်းပါတယ်အမလွဲလွဲအကွယ်ကွယ်ပြပြမိမိအောင်တင်းထားသေးရလေ မိမိအောင်ဆိုင်လေးနဲ့နောက်တစ်ခါဆိုင်ကယ်မစည်းတော့ဘူးသိလားဆိုင်ကယ်မစည်းတော့ဘူးရန်ကုန်သားအဲ့လိုမျိုးအဲသူသူတင်ထားရဲ့ဘလော့မှာအဲ့ဒါအရန်ကြီးရအဲ့တော့ဖြစ်ချင်ဝင်လာမယ်ရိုက်တော့အမတ်တရပဲမိမိနဲ့ကျွန်တော်မိမိကိုဆိုင်ကယ်ပေါ်တင်ပြီးတော့ရွာတစ်ဘက်ပတ်ပတ်တဲ့ဆင်းမှာမိမိနဲ့တူတူရိုက်ခွေလောက်ရဲ့ကျွန်မသူကလေသူ့ရဲ့ဒီချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲလေအဲ့စကားပြောတဲ့ချိန်မှာအရန်ဟိုမှာချစ်ဖို့ကောင်းတယ်သူနဲ့အပြန်အလှန်အပေးယူစကားပြောရတဲ့ချိန်မှာပို့ပြီးတော့တည်တယ် အလွဲတွေဖြစ်နေတာပေါ့နော်ဒါပေမဲ့ဇဝင်ကန်အရာလဲလွဲနေတာဆိုတော့သူလွဲနေတာအမှန်နေတာဆိုတော့တော်တော်အမှတ်တရပါပဲအဲ့ဒီနေရာဆိုလို့ရှိရင်လည်းဘာလို့ဆိုတော့ဒီကဒီအဲ့ကားထဲမှာဆိုလို့ရှိရင်မိမိနဲ့ကျွန်တော်နဲ့ကဟိုနှစ်ယောက်တွဲမြင်ရမယ်ပုံစံလေးရှိရဆိုတော့သူနဲ့ကပူဆောင်ရတယ်ပူဆောင်ရတော့ပို့ပြီးတော့သူ့အကြောင်းပို့တိပါပါတော့အရန်လုံးလုံးကလည်းအဆင်ပြေတယ်ပြီးရင်စိတ်လဲရှည်တယ်လို့သဘောလဲရန်ကောင်းတယ်မောင်နှမနှစ်ယောက်လိုပဲဖြစ်သွားတာရှင်းပြရဲဇကားလည်းရှင်းပြခဲ့ရတယ် ဇကာရလည်းရှင်းပြခဲ့ရသူအပြင်မှာလည်းနှုတ်ဆက်လို့ရှိရင်အဲ့လိုပဲသူတခါကြရလို့ရှိရင်ကိုကဇကာပြောလိုက်လို့ရှိရင် तू နားမလဲ तू ပြောလိုက်တာကိုလည်းကိုနားမလဲဘူးအဲ့အပြင်လက်ဟန်ချီရနဲ့ပြီးသွားအောင်လက်ဟန်ချီရနဲ့နားလဲလိုက်ရပြီရပြီဆိုပြီးတော့အဲ့လို break လိုက်ရတဲ့အချိန်တွေရှိတယ်မညှိဘူးဘာလို့လဲဆိုတော့ dialogue ကအဲ့ကာမှာလွဲနေတာ dialogue ဖြစ်နေတာဆိုတော့မညှိဘူးညှိလို့ရှိရင်မလွဲနေမှာဆိုလို့လေသိလားညှိလို့ရှိရင်မလွဲနေမှာဆိုလို့မညှိတော့ဘူးအဲ့တော့လွဲနေတော့ driver လည်းအဲ့လွဲတာလေးကိုကြိုက်တယ်ဆိုတော့လည်း cut ပေါ့ ဝန်စင်ဝန်ကတ်တွေများပါတယ်သူ ਨੇ သူလည်းပြောတယ်မိမိဘဝမှာတဲ့ဝန်စင်ဝန်ကတ်ကတဲ့ပထမဦးဆုံးပဲတဲ့တကယ်တကယ်ချိုင်းနဲ့တွေ့မှာပထမဦးဆုံးပဲတဲ့အဲ့ဒါသူလည်းပြောတာဆိုတော့လေတကယ်ကိုရီရတယ်မျိုးရင်းထွက်လာရင်ကြည့်ပါ तू ကပြောအဲ့ဒီထဲမှာ fashion အစားရော့မနေဘူးတစင်းတစင်းကိုဇပင် fashion အစားလုံးဝချိန်ထားတာဆိုတော့တကယ်မိမိအိုက်ကမှာအရန်ရီရတယ်ချိုင်းကအဲ့ထဲမှာလာရွာသားလေးပေါ့ရွာကောင်လေးပေါ့ shine လေးပေါ့ shine လေး character နာမည်ကို shine လေး ရှိုင်းလေးဆိုပြီးတော့ပေးထားဆိုတော့ရှိုင်းလေးကိုရွာမှာဘယ်လိုလေးမြင်ရမလဲဆိုတာစောင့်ကြည့်ပါအဲ့လိုမျိုးတော့အဲ့လိုချင်းချုပ်တယ်ဆိုတာကကျွန်တော်ကလည်းမထွက်တာပါတကယ်တော့ကြားကောင်းလို့ပြောကျွန်တော်ကလည်းအရင်ထွက်လေထွက်တာမရှိဘူးထွက်လေထွက်တာမရှိဘူးတခုတခုခုဆိုလို့ရှိရင်အဲ့လိုအိမ်ထဲမှာပဲနေတယ်လို့ဒီနောက်ပိုင်းကျွန်တော်လေးဟိုတက်ကတ်တူတက်ကတ်တူတက်ကတ်တူလောက်ထိကို ဘယ်မှမပြထွက်ဖြစ်ဘူးအဲ့လိုမျိုးကိုယ့်အတောက်ကိုအိမ်မှာပဲနေရတဲ့ type ဖြစ်တော့လေတငယ်ချင်းပေါင်းသင်းဆိုလဲနဲတယ်မှန်တယ်ပြတငယ်ချင်းပေါင်းသင်းဆိုလဲကျွန်တော်ကျွန်တော်မှာစစ်မှန်တဲ့တငယ်ချင်းပေါင်းသင်းဆိုတာလက်ချိုးရီလို့ရတယ်များတယ်လို့သာထင်ရတာဒါပေမဲ့တကယ်စိတ်ရင်းမှန်တဲ့စစ်မှန်တဲ့လို့ဆိုတာဟောဒီလိုလက်ချိုးတောင်ရီလို့ရတယ်အဲ့အတွက်ကြောင့်မလို့သူတို့နဲ့ပဲပေါင်းပြစ်တယ်သူတို့နဲ့ပဲရှင်ဖွင့်ပြစ်တယ်သူတို့နဲ့ပဲဟိုကိုယ့်ရဲ့စိတ်ကလည်းလိုလက်လိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအများကြီးလဲဒါ ျေးဇူးလဲတင်တယ်ပေါ့နော်တကယ်ချင်းတွေကိုလည်းပြီးရင်လှုပ်ဖို့ကင်ဘက်တီထဲမှာဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ကိုယ့်ရဲ့ client တွေထဲမှာလည်းတကယ်ဦးမိသားစုဝင်လို့ချစ်ရတဲ့လူတွေအများကြီးကိုဆိုပိုရှိလာတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တကယ်ကျေးဇူးများကြီးတင်ပါတယ်လို့ရှိုင်းရမိဘဆိုရင်လားဩမိဘအဲ့အတွက်ရှိုင်းကဩမိဘအဲ့အတွက်ရှိုင်းကတော့ဒါမန်တိုင်းပြောရင်ဂုံယူစရာသားတယောက်ပဲပေါ့ပြောလို့ရှိရင်မိဘနှစ်ယောက်စလုံးကိုမပူမပင်မကြောင်မကြပဲနဲ့အခုဆိုလို့ရှိရင်ဒါရှာကျွေးနေတဲ့ကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့တမအာဇီဝရတဲ့ ်ဝေနဲ့ဒါကိုမိဘကိုလှုပ်ကြွေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လည်းဒါအများကြီးခုံယူတယ်ပြီးတော့သူတို့ဖြစ်စေခြင်းနဲ့အာဒီအောင်မြင်မှုတွေပေါ့နော်အဓိကသူတို့ဖြစ်စေခြင်းနဲ့ဆိုတာတဲ့ရှိုင်းရန်ဝါဒနာပါပြီးတံပိုးထားတဲ့ဒီအမှုပညာအလုံးနဲ့ခုလိုမျိုးလေးဒါအောင်မြင်မှုရနေရကိုသူတို့မြင်ရတဲ့အတွက်အရန်ကိုသူတို့ပီတိဖြစ်တယ်အရန်လည်းခုံယူတယ်သူတို့ကလေတတော်မှအေးတဲ့ထဲမှာပါတယ်အဖေရောအမေရောကတခုခုဆိုရင်နေရာမြူတတ်ဘူးပွဲတွေဆိုလို့ချင်းဖေဖေကိုပိုသိတာတယ် အဲ့လိုမျိုးသူနေရာထိုင်စရာမရှိရင်ဟိုးနောက်ကြီးကနေပြီးတော့ fan နေတဲ့တူတူကြည့်ဆိုလဲသူကြည့်နေတာပဲအဲ့တော့လေသူတို့ရဲ့ဒီဘယ်ပြောမလဲ support ပေးမှုတွေသူတို့ရဲ့စိတ်ခွန်အားပေးမှုတွေဟာရှိုင်းကိုပို့ပြီးတော့တန်မာစေတယ်ဆိုလဲမှမအောင်အဲ့ဒါကြောင့်မလို့ဂျေဆုတက်ခဲကိုတင်တယ်ဖေဖေရောမေမေရောပြီးနောက်တစ်ခုကိ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 ုပေါ့နော်ကိုကိုကအစအနာကနေသူ့ညီကို လုံးဝမျက်နှာတစ်ချက်အပြတ်မခံဘူးအခုသူအဝေးမှာသူအလုံးလုံးနေရဆိုရင်တော့မှဖုန်းလေးနဲ့အမြဲတမ်းစိတ်ခွန်ကအမြဲတမ်းပေးရပေါ့နော်တကယ်ပါကျွန်တော်ကမိသားစုရတော်တော်ကံကောင်းတယ်ပြောရမယ်အဖေရောမေရောကိုကိုရောပြီးရင်ကိုကိုရဲ့ဇနီးပေါ့နော်မမကအစားတကယ်ဖေးဖေးမမနဲ့ကျွန်တော်ဘက်ကိုရှိပေးကြရတယ်အဲဒါကြောင့်မို့လို့ဟိုကျေးဇူးတင်ပါတယ်လို့ဟုတ်အဓိကကတော့ pressure ပေါ့နော် pressure တွေပြောလို့ရှိရင် လူတွေရဲ့အတ္တကြီးမှုတွေလူတွေရဲ့မတရားမှုတွေနိုင်ကျင့်မှုတွေပြောလို့ရှိရင်ပြောရလို့ရှိရင်တော့မစုံနေရပါပဲပြောရလို့ရှိရင်လေစာစာရီစာကုန်းနဲ့ဆိုရင်တော့မှရေးမပြီးတော့ဘူးလူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလေအဲ့တော့ကြောင့်မို့လို့ပြန်တော့မပြောချင်တော့ဘူးအဓိကတော့အမေလည်းအခုချိန်မှာဒါအများကြီးစိတ်ပြင်ဆင်ထားသလိုရှိုင်းကိုယ်တိုင်လည်းအများကြီးစိတ်ပြင်ဆာစိတ်ပြင်ဆင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆက်ပြီးတော့အကောင်းဆုံးသွားဖို့ပဲရှိရယ်ဆိုပါတော့အဲ့လိုပေါ့မေမေတို့ဖေဖေတို့ကရှိုင်းရှေ့မှာဆိုလို့ရှိရင် တိတ်ပြီးတော့သူတို့ emotion ကိုထုတ်ပြလေတိတ်မရှိဘူးဘာလို့ဆိုရှိုင်းခံစားတတ်တယ်ဆိုတာသိတော့လေပြီးတော့မိဘနဲ့ပတ်သက်လို့ရှိရင်ရှိုင်းဆက်ဆက်တိမခံဆိုတာသိတော့ငငယ်လေးကဆက်ဆက်တိမခံဘူးမိဘကိုလုံးကိုကပြန်လောက်တာအဲ့လိုမျိုးဆိုတော့ဟိုဆက်ဆက်တိမခံဘူးဆိုတာသိတော့သူတို့တစ်ခုခုဖြစ်နေရဆိုလို့ရှိရင်လေသူတို့ကမျိုးတိတ်ထားတာနောက်မှသိရတဲ့ဟာတွေလည်းချို့ဆိုရှိရပေါ့နော်အဲ့တော့ကြောင့်မို့လို့အဲ့နေရဆိုလို့အဲ့နေရကြတော့ဟိုသူတို့ကိုယ်တိုင်ကဆိုတာထုတ်ပြောပြီးတော့အဲ့လိုမျိုးငိုငိုကြတာဆိုတော့လေအရန်ဝန်နေပါပြီကိုလည်းအဲ့မှာတရုတ်မှာထိုင်ငိုနေရ ဲ့လောက်တီကိုဖြစ်သွားအဲ့လိုတော့မဟုတ်ဘူးမိဘကိုတိုက်ခိုက်တာတော့မဟုတ်ကျွန်တော်ကိုတိုက်ခိုက်တာဒါပေမဲ့လွန်လာတော့မိဘတယောက်အနေနဲ့ကတော့ကိုသားသမီးလေးနော်ဟုတ်တယ်မလားဘယ်သူမှဆိုကိုသားသမီးကိုတော့ဖိုးတန်ဆုံးနဲ့ချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်တွေအကြောင်းပဲသူသားသမီးဒီလိုမျိုးပြောခံရတာဖြစ်တော့သူစိတ်မကောင်းဖြစ်တယ်ဝမ်းနည်းတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပဲပေးရသူတို့ပဲပေးရသူတို့ပဲပေးရအဓိကအကောင်းဆုံးဆက်လုပ်နိုင်ဖို့ကလည်းသူတို့ပဲခွန်အားပေးတယ်စိတ်ဓာတ်ကြလို့ရှိရင်လည်းသူတို့ပဲအမြဲတမ်းရှိပေးတယ် ဒါပေမဲ့အမေမေကတော့တခုတော့ပြောပါတယ်ဟိုဖေရောင်မှဒါဟိုလိုမျိုးရိုင်းမခံစားနဲ့ပေါ့နော်အကောင်းဆုံးကြော်ဖြတ်သွားအကောင်းဆုံးလှုပ်သွားဒါပေမဲ့ဒါမပြောတော့ရင်မလုံနဲ့တော့သူတို့သူ့တာသမီးမပြောတဲ့အလုပ်သူ့တာသမီးစိတ်ဆင်းရမယ်လို့ကိုဆိုရင်တော့သူတို့လက်မခံဘူးလေနော်အဲ့တော့ဒီလိုပဲပေါ့ဒီလိုပါပဲမပြောတာပဲကောင်းပါပဲမပြောတာပဲကောင်းပါပဲ ခုနရှိုင်းပြောသလိုပဲသူတို့ရဲ့အတ္တတွေပေါ့နော်သူတို့ဖြစ်စေခြင်းသလိုမဖြစ်တဲ့အရာတွေရှိလာရဲ့ချိန်ကြလို့ရှင်လူတွေကအဲ့လိုပါပဲမကောင်းမြင်ကြပါရဲ့ဆယ်ခုမှာကိုကတခုလေးပဲမကောင်းလိုက်နဲ့အဲ့မကောင်းတဲ့တခုပဲမြင်ကြရဲကိုကူကောင်းခဲ့တာကိုမမြင်ကြတော့ဘူးပေါ့နော်ဒါလူတစ်ပါးဝါပဲဖြစ်လို့အဲ့ဒါကိုပြန်ပြီးတော့မပြောချင်တော့ဘူးဟောရပြီလေဘလို့နိုင်နေရတော့ရပြီအေးဆိုကကြင်နဲ့ခုံကျင်ပါလေဆိုဘာလဲလာမင်းနေလည်းမသိဘူးဟုတ်ပါ မကလည်းကကျင်နေခုံကျင်နေလို့ပြေးနေတဲ့ဟာကိုဘယ်လိုဖြစ်လို့အဆွေးမူယူပြောင်းချရအောင်ဒရမာတွေချိုးပါနော်ဒရမာတွေလာချိုးခိုင်းနေတယ်ဒုက္ခပဲဇကိုင်းမှာပဲဒရမာကြိုက်တယ်ပြင်မှာဒရမာမကြိုက်ဘူးအာ no drama ဆုံး no drama ဆုံး feeling စစ်တွေပဲပေးတယ်ဆိုချိုင်းတက်ကဟုတ်တယ်သူတို့ပဲငိုခိုင်းတာကျွန်တော်ကကျွန်တော်ကားကြီးကြီးလိုက်လေဘယ်တော့မှမငိုရအောင်ဆိုတာမရှိဘူးဒါပေမဲ့ဖြစ်ကြုံရလာမြင်မှာတော့အရန်ပျော်ရမယ်ထင်တယ်မငိုရအောင်သူတို့ပျော်ပေးထားတယ်ဗော ပေးပျော်ထားရယ်ပေးပျော်ထားရယ်ဆိုပျော်ပေးထားအောင်ကိုပေးပျော်ထားရယ်ဆိုအများကြီးချစ်ပြီးတော့ခုချိန်ထိပေါ့နော်ခုချိန်ထိဒါကောင်းတဲ့အရာတွေဆိုးတဲ့အရာတွေတူတူရင်ဆိုင်ကြော်ဖြတ်ပြီးတော့ဇော်ဆိုင်ထက်ဖြစ်နေလို့ချစ်တယ်ဆိုရဲလူတီလူတွေအတွက်ကိုကျေးဇူးအများကြီးတင်တယ်ချိုင်လည်းအများကြီးကြိုးစားတော့ပါမယ်လို့ပြီးတော့အားပေးရဂျိုနတ်တဲ့လူတယောက်ဖြစ်အောင်လည်းဖက်ဖက်ကနေပြီးတော့ဟိုကိုအနေနဲ့လိုအပ်တဲ့အရာတွေကိုပြင်ဆင်ရင်းနဲ့အကောင်းဆုံးရက်တည်နိုင်အောင်လို့လည်းကြိုးစားတော့ပါမယ်လို့အဓိကပြောချင်တာကတော့ ရှိုင်းဒီလုတ်တွေဆက်လုပ်နိုင်ဖို့ဆိုတာပြည်သက်တွေချစ်ခင်အားပေးမှုတွေနဲ့အားလုံးရဲ့ energy တွေအများကြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီး energy ပေးပါအောင်ပြောချင်ပါတယ်